ာတယ်ထက်ထဲမှာလောဘတည့်ရင်တော့ short ရှိတယ်မျက်တွေလည်း short ချဟုတ်ပါဘောချင်းနမရလူလေးကြီးပဲဘောအဲ့ချင်းကိုကိုဘူးကြီးရဲ့ဒရူကြီးရဲ့တတိသူကြီးရဲ့အားလုံးပေါင်းကျွန်တော်နဲ့ဆို၄ယောက်ဘောအဲ့ဒါလုံးဖြစ်တယ်ဟိုဒီလောကထဲမှာအဲ့လိုမျိုးဘောလူတွေကြာနေတဲ့အကြောင်းမျိုးလေးတွေကိုပြောနေတာ ਨੇ အဲ့လိုမျိုးလုံးဖြစ်သွားတာဘောဘောင်းမျိုး အလင်းတွေထွက်ရွှေ့ရောင်လို့ဝင်းနေတိတ်ညံများနဲ့ကာယံတွေဖိတ်ရှံကြမဲ့ရက်တွေဟိတ်အမ်ထားပဲယူအဲဒီကြောင့်လားကျွန်တော်စဉ်းစားမိသွားတာစဉ်းစားမိသွားတော့အဲဥစားကိုအဲ့လိုမျိုးတခြား fishing အနေနဲ့ခေါ်ပြီးတော့လှုပ်ချင်တယ်ပေါ့လှုပ်ချင်တယ်ဆိုကြတော့ကိုဘူးစီးရဲ့အဲ့ဒီ WD ရတတိယသူရဲ့နဲ့ပေါင်းလို့ချင်းရင်အဆင်ပြေမယ်တင်ပြီးတော့လုပ်ပြရပါကိုကဆွဲနေချေကြားနေရတဲ့အတင်းတွေဖြင်းတွေသတင်းတွေချေရဖြောက်ရှင်းတွေ best of the kinry အစောတာကင်းဆိုဘယ်လိုမျိုးဆိုလို့ရှင်တာလဲဆိုတော့ဘယ်လိုပြောမလဲအဲ့ဒါကြောင့်ကျွဲတာလို့ပြောရမှာပေါ့အဲ့ဒါကျွဲတယ်ပေါ့ဟိုငါတို့ကအဲ့လိုမျိုးဘတ်စောတာကင်းဟိုမျိုးတွေဟိုပေါ့အဲ့လိုမျိုးအလင်းအောင်အဲ့လိုမျိုးဖြာထွက်နေရလို့ပါတယ်အဲ့လိုပြောရှင်တဲ့ပုံစံမျိုးပေါ့လူလဲတွေအားလုံး look quick cat နောက်လို့သူအားလုံးပဲ8 door ဘောလီတို့လို့ဘာလို့လို့လမ်းလုံးနဲ့လိန်တော့အဲ့ဒါတရီစရီရဲ့အိုင်ဒီယာပေါ့အဲ့ဒီကိုကောရက်စရာတော့သူကိုယ်တိုင်မရည်ရအောင်ဆိုဟုတ်ကဲ့ကျွန်တော်နာမည်ကစတိတီပါဟုတ်ပါပါကျွန်တော်နာမည်ကလူလေကြီးပဲပေါ့အဲ့ဒီကျွန်တော်ကိုဘူးစီရဲ့ WG ရဲ့ တတိသူကြီးရဲ့အားလုံးပေါင်းကျွန်တော်နဲ့ဆို၄ယောက်ပေါ့အဲ့ဒါလုံးဖြစ်တယ်ဟိုဒီလောကထဲမှာအဲ့လိုမျိုးပေါ့လူတွေကြာနေတဲ့အကြောင်းမျိုးလေးတွေကိုပြောချင်တာနဲ့အဲ့လိုမျိုးလုံးဖြစ်သွားတာပေါ့ဟုတ်အဲ့ဒီအကြောင်းကကျွန်တော်စဉ်းစားမိသွားတာစဉ်းစားမိသွားတော့အဲ့ဥစ္စာကိုအဲ့လိုမျိုးတခြား featuring အနေနဲ့ခေါ်ပြီးတော့လုပ်ချင်တယ်ပေါ့လုပ်ချင်တယ်ဆိုကြတော့ကိုဘူးစီးရဲ့အဲ့ WD ရဲ့တတိသူကြီးရဲ့ပေါင်းလို့ချင်းအဆင်ပြေမယ်တင်ပြီးတော့လုပ်ပြရပါ ျွန်တော်ကတော့အဲ့လိုပေါ့ချင်းမှာတော့တချင်းကိုတော့အဲ့လိုပဲရေးရေးတဲ့ကမှာအဲ့လိုမူသွင်းပြီးပဲရေးတဲ့တော့တကယ်ဟိုဟာတွေပါလာတာပေါ့အဲ့လိုမျိုးပါတဲ့အားကြီးရှိတယ်။အားလုံးပြောရရင်ကျွန်တော်ဒီနောက်ပိုင်းမှာအဲ့လိုမျိုးပေါ့ red နဲ့ melody နှစ်ခုပေါင်းပြီးတော့ဆိုပြနေရဆိုကြတော့ဒီလိုမျိုး red chain trouble ဆိုတာနည်းနည်းကြာနေမို့လို့ဒီဥစ္စာကိုခြားပြလိုက်တာလည်းပါပါတယ် အစောရကင်းဆိုဘယ်လိုမျိုးဆိုလိုချင်တာလဲဆိုတော့ဘယ်လိုပြောရမလဲအဲ့ဒါကြောင့်ကျွဲတာလို့ပြောရမှာပေါ့အဲ့ဒါကျွဲတယ်ပေါ့ဟိုငါတို့ကအဲ့လိုမျိုးဘာစောရကင်းဟိုမျိုးတွေဟိုပေါ့အဲ့လိုမျိုးအလင်းအောင်အဲ့လိုမျိုးဖြာထွက်နေရလို့ပါအဲ့လိုပြောချင်တဲ့ပုံစံမျိုးပေါ့အဲ့ဒါတရီစရီရဲ့အိုင်ဒီယာပေါ့အဲ့ဒီဟို chorus ကြတော့သူကိုယ်လည်းမရည်ရဆို ဟုတ်ကဲ့အဲ့တော့ကိုကြီးတော်ပန်နေရတဲ့ဥစ္စာလေးဖြစ်ပါဒါမှမဟုတ်ကျွန်တော်ကတော့ကျွန်တော်လည်းအဲ့လိုမျိုးရေးနေပေါ်လာတဲ့ဥစ္စာဆိုတော့အဲ့လိုပဲပေါ်ရေးဖြစ်သွားတာပါအခုက live video ပဲရှိသေးတာဆိုတော့ music video လည်းလုပ်ဖို့ရှိတယ်ဒါမှမဟုတ်နည်းနည်းတော့ကြာမယ်တဲ့ကျွန်တော်အဲ့ဒါတော့ထွက်လာမှာပဲကြည့်လိုက်ပါဟုတ်ကဲ့ပါရှင်တော့ကျင်းနေတဲ့စာရင်တော့အခုကျင်းနေပို့ပို့ပြီးတော့ဟိုတက်ရပြီးတော့ကောင်းမွန်တဲ့ဟိုအရာတခုရောက်တာပေါ့ အဲ့လိုပဲကျွန်တော်သတ်မှတ်ထားပါတယ်။ဟုတ်ကဲ့။အင်းခုကရောရောဆရာပွဲလေနားရစရာတွေဆိုတော့ဆိုဖို့တော့မရှိသေးပါဘူး။ကြုံလာခဲ့ရင်တော့ဆိုမှာပါ။ဘယ်လိုပြောရမလို့အဲ့ဒါကြတော့ဒီ Fist Sign Warrior မှာတော့ကျွန်တော်ကဘယ်လိုပြောမလဲ။ဟိုဘောစင်ကာထဲမှာတော့ main address ပုံစံမျိုးနဲ့ပါဝင်နေတာပေါ့။အဲ့လိုမျိုးပါဝင်နေဆိုတော့ပြီးတော့ strategy အနေနဲ့ produce လုပ်ပြီးတော့ ပထမရတဲ့ဝင်နာကိုစုပေးတာမျိုးကြီးကျွန်တော်လုပ်ပါတယ်။ဟုတ်ကဲ့ဟိုအဲဒီဖေးဆိုင်မာရီက part 1 part 2 part 3 part 4ရဲ့ဝင်နာတွေကိုကျွန်တော် stage ပေးရမျိုး produce လုပ်ပေးရတဲ့ဥစ္စာရှိပါတယ်။ဟုတ်ကဲ့ funding ရှိပါတယ်။ဟိုပေါ့ဒီဝင်နာအဲဒီဖေးဆိုင်ရဲ့ဝင်နာတွေနဲ့ပေါင်းပြီးတော့လုပ်ထားတဲ့တခြင်းတစ်ပုဒ်တော့ရှိပါတယ်။အမ်အဲ့တော့ကျွန်တော်ရဲ့ဒီ street base ဆိုရယ် produce heaven ပေါ့ producer heaven တဲမှာပါမယ့ ဟွာဆိုတော့ကြတော့အဲဒီဥစ္စာထွက်မဲ့ release date ကိုတော့ပြောလို့မရသေးဘူးပေါ့ဟုတ်ကဲ့ဒီတော့မျိုးစားကတော့ hip hop rap ပေါ့အဲဒီလိုမျိုးပြောတော့ကျွန်တော် produce ပို့ပြီးတော့အားသာတဲ့အဲဒီ trap music ပေါ့အဲဒီဥစ္စာကိုအသာပေးပြီးတော့ပါဝင်ပါတယ်အဲဒါကိုတိကျတာပါอืมဟိုပေါ့ဒီဒီဟိုပေါ့ဒီခေတ်ကြီးထဲမှာကျတော့အများကြီးပဲဗျာဆိုတော့အများကြီးပေါ်နေတဲ့အတွက်အများကြီးအများကြီးအများကြီးဖြစ်လာတဲ့အတွက်ပို့ပို့ပြီးတော့စူးစမ်းရမယ့်အရာရောရှိတယ်ပေါ့ အဲကြတော့ဒီလိုပြီးတော့ freestyle ရွတ်တက်တဲ့လူတို့အဲ့လိုမျိုးပြီးတော့စာသားပိုင်းဟိုအဲ့လိုမျိုးအဲ့လိုပေါ်အသားပေးပြီးတော့ရေးတဲ့လူတို့ဘာလို့ရောအဲ့လိုမျိုးကြီးပို့ပို့ပြီးတော့ဟိုကောင်းမွန်အောင်လုပ်လုပ်ဖို့တော့ကိုပြောချင်ပါတယ်ပေါ့အရင်ရင်ဟိုအရင်ခေတ်ကတော့အဲ့လို freestyle ဓမ္မက freestyle ဓမ္မပဲအဲ့လိုမျိုးဟိုပေါ့ဟိုဒီလိုမျိုးချင်းရေးသားပိုင်းဟိုဟာလုပ်တဲ့ freestyle အဲ့လိုမျိုးပြန်လေးပြန်လာတိတ်မရှိတဲ့လူနဲ့ ရေးသားပိုင်းအဲ့လိုမျိုးပါလုပ်တဲ့လူကတော့ကွာခြားမှုကသွားနေတူရှိပါတယ်ဘယ်လိုမျိုးကွာခြားမှုရှိမလဲဆိုတော့ free sign မှာတော့သူက underground ပို့ပြီးတော့ဆန်တယ်ပေါ့ underground ပို့ပြီးတော့ဆန်တယ်သူလက်ရှိမြင်တွေ့ရတဲ့ဥစ္စာတွေကိုတခါတည်းတိုင်းရိုက်ဆိုဆိုဟောပြောတာပါဆိုပြတာပေါ့အဲ့လိုမျိုးရေးသားပိုင်းနဲ့ကြတော့ကြတော့အချိန်ယူပြီးတော့ရေးရမျိုးပဲနဲ့ဆိုတော့ဟို အားသာချက်ကသူ့အနေနဲ့သူတို့ရှိရပါဘော။ကိုဒီယူလေရေးပဲဆိုရခြင်းကိုအားပေးကြရတော့လေကျေးဇူးတင်ပါတယ်။ဒီကျောင်းလေး music video ကိုအများဆုံးထွက်နိုင်အောင်လည်းစူးစမ်းမယ်။ပြီးတော့ကျွန်တော်ရဲ့ studio view producer Evan ကိုလည်းအများဆုံးထွက်နိုင်အောင်စူးစမ်းမယ်။အရင်ထပ်ပို့ပြီးတော့အစပိုင်းများစွာစူးစမ်းနေပါတယ်။